ီကနေ့နိုဝင်ဘာလ၄ရက်အင်္ဂါနေ့အထွဲ့နောက်ဆုံးရမိုးလေဝါသခံမှန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့မှာတော့ဘင်္ဂလားပင်လယ်မှာထစ်ပေါ်နေတဲ့လေဖျားနဲ့ရက်ဝန်းဟာနောက်24နာရီအတွင်းမြောင်းဘက်မြန်မာဘင်္ဂလားဒေ့ရှ်ကိုဥတီဆွေလျားနေပြီးဖိလစ်ပိုင်နိုင်ငံအလဲပိုင်းကိုဥတီဆွေလျားနေတဲ့တိုင်ဖုန်းမုန်တိုင်းကယ်မေဂျီဟာနိုဝင်ဘာ၃ရက်မှာအာကောင်းလာခဲ့ကဒီကနေ့မှာတော့တောင်တရုတ်ပင်လယ်ကိုစတင်ဝင်ရောက်မှာဖြစ်ပါတယ်။ဒီတိုင်ဖုန်းမုန်တိုင်းကယ်မေဂျီဟာနိုဝင်ဘာ၆ရက်မှာအာကောင်းဆုံးဖြစ်ပေါ်ပြီး ဗီယက်နမ်ကမ်းခြေကိုဝင်ရောက်လာမှဆက်ပါရယ်ဒီမုန်တိုင်းရဲ့အကျဉ်းချက်တွေကြောင့်ကရင်ပီမွန်ပီဘကူးတိုင်းတောင်ပိုင်းရန်ကုန်တိုင်းမြောက်ပိုင်းတို့နဲ့အေရဝတီတိုင်းအလယ်ပိုင်းတို့မှာနေရာကွက်ကြာမိုးတိကျူးညွာနိုင်ပြီးနေရာကွက်ကြာမိုးကြီးနိုင်ပါတယ်ပင်လယ်ပင်ခီးသွားတွေနဲ့ရေလုသားတွေအနေနဲ့ကတော့လေဖီးယားနဲ့ညတ်ဝန်းတွေနဲ့မုန်တိုင်းတို့ရဲ့အငွေ့အသက်တွေကြောင့်ကပလစ်ပင်လယ်ပင်နဲ့မြမကန်ရိုတန်တို့ဆောင်မှာလှိုင်းကြီးနိုင်ပါတယ်လှိုင်းမြင့်ဘေဟာ6ဘေကနေ9ဘေထိရှိနိုင်တာကြောင့် ချိုတင်တတိပြုအနေထိုင်ရဖို့တိုက်တွန်းလိုပါတယ်။